ချက်ချေခတ်ခံလိုက်ရတယ်ဂျယ်ရီအခန်း35ကိုမြင့်မြင့်ကိုထွက်ပြေးဦးကိစ္စဘသူပြောလိုက်တာလဲခင်ဝေကစိုးရိမ်နေကြီးမေးသည်ကိုမပြောမိပါဘူးမပြောရလေသူ့ယောက်ျားပြောတာနေမှာဗောအခန်းထဲမှာဇကပြံမတယောက်လုံးရှိနေတာကိုဘယ်နဲ့ထွက်ပြေးမှာဘာညာနဲ့သူ့မေကိုဗီဒီယိုကောခေါ်ပြောနေတာပြီးတော့တိုးတိုးလေးလည်းမဟုတ်ဘူးကျွန်တော်လည်းထူပူသွားပြီ ဒီကလေးမှလုတ်ပြန်ပြီဒုက္ခတော့ရောက်ကုန်တော့မှာပဲအဲ့လိုပါဇက်ပါမန်းတိလို့လဲတွားကန်ဒီမှာလက်တို့ပြီးခေါ်မယ်လုတ်ထားတာစိတ်ညစ်ပါတယ်ဟောခင်ဝေကအစီအစဉ်ပြတ်သွားပြီဆို၍ငုံမဲမဲဖြစ်နေသည်သူစိုးရင်ဒီတဲ့ကျွန်တော်ကပူပါသည်ရှေ့တွင်လဲအစီအစဉ်ပြတ်ခဲ့ရပါအောင်များပြီး ဒီဒီကံပြက်လင်ဒီကုမ္ပဏီကနေထွက်ပြေးရန်စဉ်းစားနေတော့မြေမုံဖြစ်သူလိုသာနေတော့မြေပင်တွေးထားသည်ကျွန်တော်ကကိုချော်ဆန်းကိုပြန်ပြောပြသည်ကိုချော်ဆန်းကလည်းဒီကလေးမှနှုတ်ဖွာကောင်းတာကိုစိတ်တုံနေသည်ဘာလဲကွာဒီကလေးမှအုံအောင်မရှိဘူးလားထားခဲ့ကွာဒီလောက်တော့ဖြစ်လားအာအဲ့ဒါတော့မဖြစ်ဘူးသူ့အမေကသိချင်မှားတာတကယ်တော့စိတ်တုံရေးပြောချင်တာဖြစ်ပါသည် တကယ်ထားခဲ့နိုင်မို့ကြောင်းကျွန်တော်သိပါသည်မိမင်းတို့လင်မယားက အသက်ငယ်ငယ်နဲ့အိမ်တော်ကြသည်မိမင်းက အသက်20သူ့ယောက်ျားကျော်မင်းကအသက်18အိမ်တော်ကြကစားလင်မယားဖြစ်သည်မို့လောကဓာတ်အထူထောင်းတန်ကို မခံရသည်ယခုမှစခံခြင်းဖြစ်သည်မိဘအိမ်တွင်ရှိစဉ်ကစကားများရံဖြစ်သည်ဟူ၍မရှိတော်လေ။တိရောက်မ ခဏခဏရံဖြစ်စကားများကြသည်တခုခုဆိုမင်းမင်းကမျက်နှာတစ်ခုလုံးငုံမဲ့မဲ့ဖြင့်စူပုတ်နေရသည်ဒါကိုပင်သူ့ယောက်ျားကမကြိုက်ကျော်မင်းကဘာကိုမှပုံမနေခြင်းမရှိဖြစ်တယ်လို့ပဲနေရသည်ကျွန်တော်တို့အားလုံးဆန္ဒပြစင်ကလည်းဘာမှဝန်ပြောခြင်းမရှိအားလုံးမတည့်ရရင်သူလိုက်ရသည်အားလုံးထိုင်ရင်သူလိုက်ထိုင်သည် ထွန့်ပြေးရန်ဆွေးနွေးတော့ကလည်းသူဘာမှဝင်မပြောဘယ်နာကဘာရှိသည်လောက်တောင်ဝင်ပြောသည်မင်းမင်းကလည်းဒါကိုဝင်မကြိုက်အရာရာကိုလေးလေးနက်နက်ရှိစေခြင်းသည်ထို့ကြောင့်လည်းရန်ခဏခဏတတ်ခြင်းဖြစ်သည်ပထမတော့အကျော်မင်းကလည်းချော့ပါသည် သို့တော့ရောက်ကလေးကစိတ်ချမ်းသာစရာနေရာမဟုတ်သည့်အတွက်မင်းမင်းလည်းနေတိုင်းလိုလိုစူပုပ်ပုပ်ဝမ်းမဲမဲသာ နောက်ပိုင်းတွင်ကျော်မင်းလည်းမချော့တော့ပြစ်ထားသည်ကျွန်တော်တို့လည်းထွက်ပြေးရန်ကောင်းခဲ့သည်ဟာတကြောင်သူတို့လင်မယားတကြောင်ကြောင့်စိတ်ပူညစ်လာသည်ကိုလည်းကြည်ပါးစပ်ဖွာသည်ကိစ္စအခမ်းမသင့်လင်းတိုက်ပိတ်ခံမိကိစ္စကိုလုပ်လိုက်ခြင်းဖြစ်သည်မြင့်မြင့်မေကလည်းကျွန်တော်တို့ကိုအကြီးတွေမှုသူသမီးနဲ့သမက်ကိုစောင့်ရှောက်ရန် အတန်တန်မာထားသည့်အတွက်သူတို့ကိုထားခဲ့ရမှဖြစ်နိုင်ပြီမြင့်မြင့်လာဦး ကျွန်တော်လှမ်းခေါ်ပြီးမပြောမယ်ငါတို့ထွက်ပြေးမယ်ကြောင်းဘာလို့မှရှောက်မပြောနဲ့ဒီထဲကလူတွေလည်းမဟုတ်ဘူးနေအိမ်ဝင်လည်းမပြောနဲ့ဒီကလွတ်ပြီဆိုမှပြောဒီမှာအစစရရအကုန်ပြူးဆိုင်ဘယ်ရာမှလုံညုံနေလို့မရှိဘူးဖုန်းနဲ့မှပြောတာရလဲတခါလေးဖြစ်တာကြာတာဒီလိုပြောလိုက်ပြန်တော့လေဘာမှပြန်ခံမပြောရင်မပြောဘူးစိတ်ချကုန်ဖြတ်တယ်ဒီမှာဒါပြေသည် ကျွန်တော်ကနှုတ်ကြောင်တင်ပြီးကိုစိုးရိမ်နေသေးပဲဖြစ်သည်ယခုကိစ္စသည်ကလေးကစားကြမဟုတ်ရှုံနှောင့်နှောင့်လို့စရာမဟုတ်ကျွန်တော်ဘဝကျွန်တော်အနာဂတ်ကျွန်တော်တို့အားလုံးဤမျော်လင့်ခြင်းအောင်ခြင်းပဲဖြစ်သည် မခုံးမတကောင်ကြောင့်တလီလုံးပုံမခံနိုင်ရလေအမုန်းခံပြီးပြောလိုက်ရခြင်းဖြစ်သည်သူ့နှုတ်ကိုဘာနဲ့ပြန်မှစဉ်းစားရမလဲပေါန်အန်းတဲ့သူ့နှုတ်ကိုပို၍ကြောက်နေရကြောင်းဝန်ခံပါလေ ပါဇက်ပေါက်တစ်ပေါက်စီလူတယောက်ဤဘဝကိုမဆူထမ်းနဲ့တိုင်းပြည်ကိုပါပြည့်စည်စေတဲ့ဒီမဟုတ်လားမြင့်မြင့်ကြောင့်ကျွန်တော်ဆိုရင်ဒီလုံမီမထင်ပါ